实现特青阿片专业工农愉快成功加油。 မမေဆွေများအားလုံးကိုမင်္ဂလာပါလို့ခရစ်တော်ဘုရားရဲ့နာမတော်မြတ်၌နှုတ်ခွဆက်တာအပ်ပါတယ်။ဘုရားသခင်သည်ကောင်းမြတ်ဆုံးလင်တဲ့ဘုရား ကျွန်တော်ကျမတို့ကိုနေ့စဉ်အသက်တာမှာတတိနဲ့ကြည့်ရှုတော်မူသောဘုရားဖြစ်သည့်အားလျော်စွာဘုရားသခင်ရဲ့ဂရုဏာကျေးဇူးတော်နဲ့မေတ္တာတော်ဟာဓမ္မမိတ်ဆွေများအားလုံးရဲ့မိသားစုအပေါ်မှာတည့်ရောက်တည်ရှိပါမည်အကြောင်းဆုတောင်းမေတ္တာပို့ပါတယ်ကဘာဦးချအခန်းကြီး16မှာပါတဲ့နှုတ်ကပတ်တော်များအားဖြင့်ကျွန်တော်ကျမတို့ရဲ့အသက်တာကိုခွန်အားယူဖို့ဖြစ်ပါတယ်။ကဘာဦးချအခန်းကြီး16အငယ် အာဗရာဟိမယာစာရဲ၌တာဖွားခြင်းမရှိသဖြင့်အေဂုတုပြည်သူဟာဂရအမိရှိသောကျွန်မတယောက်ရှိသည်ဖြစ်၍စာရဲကအကျွန်ုပ်အားတာဖွားရသောအခွင့်ကိုသာဝရဖျားပြီးတော်မမူအကျွန်ုပ်ဤကျွန်မထံသို့ဝင်ပါလော့သူအားဖြင့်အကျွန်ုပ်သည် တိဆောက်ခြင်းရှိကောင်းရှိလိမ့်မည်ဟုအာဗျံအားပြောဆို၍အာဗျံသည် စာရဲစကားကို နားထောင်လေ၏ ထိုသို့အာပြန်သည်ခဏံပီ၌ဆယ်နှစ်နေပြီးမှအာပြန်ဤမယာစာရဲသည်မိမိကြုံမအေဂုတုပီသူဟာကရကိုယူ၍မိမိခင်မောအာပြန်သိမ့်ဖိုက်စီဖို့အနှင်းလေ၏အာပြန်သည်လဲဟာကရထံသို့ဝင်၍ဟာကရသည်ပရိတ်တိဆွဲလေ၏ဟာကရသည်မိမိတွင်ပရိတ်တိဆွဲနေကြောင်းကိုသိလျင်မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏ကပ္ပဦးချံအခန်းကြီး16မှာ အာပြန်နဲ့သူ့ရဲ့ဇနီးစာရဲတို့သာသမီရဖို့ရန်အတွက်ကြံစီစူးစမ်းအထောက်ကြတာကို ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကပ္ပဦးချံအခန်းကြီး15မှာဘုရားသခင်ကဘုရားသခင်နဲ့အာဗြဟံစကားပြောတဲ့အခါမှာသူတို့ရဲ့မွေးစားသားအီလီယာဇာကို အမွေစားအမွေခံအဖြစ်ဘုရားသခင်ထာမအနှင်းတဲ့အခါမှာဘုရားသခင်က အာပြန်ကိုပြောတယ်မဟုတ်ဘူးမိကိုတဲကထွက်တဲ့မင်းရဲ့သားဖြစ်ရလိမ့်မယ်သူကပဲအမွေစားအမွေခံဖြစ်ရလိမ့်မယ်လို့ဘုရားရဲ့စကားကိုဇနီးမောင်နှံနှစ်ယောက်ကြားခဲ့ပါ အထူးသဖြင့်အာပြန်ကြားခဲ့ပါ အာပြန်ကြားပြီးတော့သူ့ရဲ့ဇနီး စာရဲကို ပြောမှသိကြပါတယ်။ဒါကြောင့်မလို့သူတို့ဟာသူတို့ကိုယ်တည်းကထွက်မဲ့အထူးသဖြင့်အာဗျံကိုယ်တည်းကထွက်မဲ့သားကိုစောက်မျော်လက်ရှိတာအာလုံး10နှစ်တိတိရှိခဲ့ပြီ။ဘုရားသခင်ပေါ်ပြတဲ့အချိန်ကနေစပြီးတော့ခยีထွက်လာတာခုနကျန်းစာပါပြောလဲဆိုတော့ခါနန်ပြည်မှာနေတာ10နှစ်ရှိပြီ အဲ့ဒီဆယ်နှစ်ရှိတဲ့အချိန်အထိနော်စာရဲမှာပရိသတ်တွေရရတော့အခွင့်မရှိတော့ဘူးစာရဲရဲ့အသက်အရွယ်ကလည်းပရိသတ်တွေယူဖို့လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သို့တော်လေဖျားသခင်ရဲ့နှုတ်ကပတ်တော်ကအာပြန်ကိုယ်တည်းကထွက်တဲ့သားဖြစ်လိမ့်မည်လို့ဆိုသောကြောင့်ဇနီးမောင်နှံနှစ်ယောက်တိုင်ပင်ပြီးတဲ့အခါမှာတဲ့ အေဂုဒုပီကနေပါလာတဲ့ဂျုံမလေးဟာဂရတ်စာရာကအာဗရာဟံကိုပေးစားလိုက်တယ်ဖို့ပြအဲ့ဒီအေဂုဒုပီကဂျုံမလေးကဘယ်တော့ကရလာတာလဲလို့ကျမ်းစာကိုပြန်ကြည့်တဲ့အခါမှာကပ္ပဝုကျမ်းအခန်းကြီး၁၀နဲ့မှာပထမဦးဆုံးခန္ဓာပီကိုရောက်တဲ့အခါမှာအစာရေစာ ခေါင်းပါတယ်အဲ့ဒီခေါင်းပါတဲ့အတွက်ကြောင့်မလို့ သူတို့ဟာအေဂုတုပီကိုပြေးသွားတယ်အေဂုတုပီမှာစာရဲကိုမိမိရဲ့နှမဖြစ်တယ်ဆိုပြီးတော့လိန်လေပြီးတော့အာဗြာဟံပြောခဲ့တယ်အဲ့ဒီလိန်လေမှုအတွက်ဩစာရဲဟာနော်အာဗြံရဲ့တူမပဲဆိုပြီးတော့အေဂုတုရှင်ဘရင်နဲ့နန်းတော်မှာစာရဲကို သိမ့်ပိုက်လိုက်တယ်အဲ့ဒီသိမ့်ပိုက်လိုက်တဲ့အခါမှာရရှိတဲ့လက်ဆောင်ပစ္စည်းတွေတဲက ပါလာတဲ့ဂျုံမလေးတယောက်ဖြစ်တယ်။တနည်းအားဖြင့်လိန်လေလှဲ့ပြားပြီးတော့မှနော်ညာပြီးတော့မှဘုရားသခင်နဲ့တိုင်ပင်ဘက်မပြုတ်ဘဲနဲ့နော်အဂရုပီကိုသွားခဲ့တဲ့အတွက်ကြောင့်မလို့ရခဲ့တဲ့လက်ဆောင်ဖြစ်တယ်။အခုအဲ့ဒီလက်ဆောင်နဲ့ပဲဇနီးမောင်နှံနှစ်ယောက်ကဖခင်ရဲ့စကားကိုထပ်ပြီးတော့နားမထောင်မဲနဲ့ ဖယားသခင်ကိုမင်းမြန်ခြင်းမရှိဘဲနဲ့နှစ်ဦးသဘောတူနော်အဲ့ဒီအမျိုးသမီးနဲ့သားယောက်ျားကိုရဖို့ရန်အတွက်ကြိုးစားကြပြန်နေအဲ့လိုကြိုးစားတဲ့အခါမှာခုနအခန်းငယ်၄မှာဟာဂရာဟာတကယ်ပဲပရိသတ်တွေခဲ့တယ်ပရိသတ်တွေကိုတည်တယ်လို့သိတဲ့အချိန်ကနေစပြီးတော့တဲ့နော်စာရဲရဲ့ ဂျုံမဟာဂရဟာမိမိရဲ့သခင်မစာရဲကို မထီမြတ်မြင်ပြုတယ်ဒါလည်းပြုစရာအကြောင်းပါပဲเนาะအာပြန်နဲ့သားယောက်ျားရမှာတော့ဒါစာရဲကိုမထီမြတ်မြင်ပြုစရာအကြောင်းပဲဖြစ်မှာပဲအာပြန်ဟန်ကလည်းပဲ အသက်80ကျော်မှเนาะဟာဂရနဲ့ရတယ်ဆိုတော့ဘုရားသခင်ကလည်းတင့်ရဲ့ကိုယ်တဲကနေပဲထွက်တဲ့သူ ဖြစ်ရမယ်ဆိုတော့အမှန်တကယ်ပဲဒီသားကို မျောလင့်စရာအကြောင်းစိတ်လှုပ်ရှားစရာအကြောင်းရှိမှဖြစ်ပါစာရဲကလည်းအကျွန်ုပ်ခံရသောအဖြစ်သည်ကိုရော့ခေါင်းပေါ်၌တည်ရှိပါစေသောအကျွန်ုပ်၏ခြင်းကိုကိုရော့ရင်ခွင်၌အကျွန်ုပ်အပ်နှင်းပါပြီသူသည်ကို၌ပရိသေဆွေးနေကြောင်းကိုသိလင်အကျွန်ုပ်ကိုမထီမျက်မြင်ပြုပါပြီတကားထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုရော့အမှုကိုစီရင်ပါစေသောဟုအာဗြဟံဆုလင်အာဗျံကလည်းတင်ဤကျွမ်းသည်တင်ဤလက်၌ရှိ၏ သူ၌ပြုကျင်သမျှကို ပြုပါလောဟုစာရဲအားပြန်ပြောလင်စာရဲသည်ဂျုံမကိုနှင်းဆဲသည်ဖြင့်ဂျုံမသည် သခင်ထံမှထွက်ပြေးလေ၏အဲ့ဒီလိုဟာကရဂျုံမက စာရဲကို မထီမဲမီပြုတဲ့အရာကို စာရဲကအာပြန်ရှိကိုတိုင်တယ်အာပြန်ကလည်းပဲဒါသင်ရဲ့ဂျုံမပဲသင်ကြိုက်တာလောက်ပါလို့ပြောတဲ့အခါမှာစာရဲကဂျုံမကိုနှင်းဆဲပြန်တယ်ဒါပေမဲ့အဲ့ဒီဂျုံမရဲ့ခန္ဓာကိုယ်ထဲမှာ အာပြန်ရဲ့သာရှိသေးတယ်ပရိသတ်တွေရှိသေးတယ်ပြောမယ်ဆိုရင် အာပြန်နဲ့စာရဲရဲ့မိသားစုတဲမှာနော်အခက်အခဲပြဿနာဆင်းရဲဒုက္ခစတင်ပြီးတော့တွေ့ကြုံခံစားလာရတယ်ဆိုတာကိုတွေ့ရမှာဖြစ်တယ်အာပြန်ကလည်းဒီကိစ္စအပေါ်မှာဝမ်းနဲ့ကြည်ခွဲခြင်းရှိမှာပဲဖြစ်ပါတယ်ဟာကရာကိုနှိမ့်ဆက်တဲ့အခါမှာ သူ့ရဲ့သားကလွယ်ထားတဲ့ အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းနဲ့ကြည်ခွဲခြင်းဖြစ်မယ်။ဟာဂရကလည်းပဲအရင်တုန်းကသခင်မနဲ့အဆင်ပြေနေပေမဲ့အခုအချိန်မှာဝမ်းနဲ့ကြည်ခွဲစရာအကြောင်းဖြစ်မယ်။စာရဲကလည်းပဲအခုကိစ္စမှာဟာဂရအဖြစ်သားယောက်ျားရခဲ့ရင်ဝမ်းသာလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့သူ့ရဲ့မျှော်လင့်ချက်တွေတခုမှမဖြစ်ခဲ့ဘူး။ဝမ်းနဲ့ကြည်ခွဲပွေရာတွေဖြစ်ခဲ့တယ်။ဒါကြောင့်မလို့တုတ်တန်ကြမှာလူထင်သည့်အတိုင်း မှန်သောလက္ခဏာရှိသောညာလေတည်ခြင်းလန်းသို့ပို့သောလန်တလန်ရှိတယ်လို့ကျမ်းစာမှာဖော်ပြတာဖြစ်တယ်။ဘုရားသခင်ရဲ့အကြံစီကရှိပါတယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အကြံစီကိုမစောင့်နိုင်မဲနဲ့လူရဲ့အကြံစီတွေနဲ့လှုပ်တဲ့အခါမှာ လူရဲ့အကြံစီတွေကပေါ်ပေါက်ပြီးတော့ပေါ်ထွက်လာတဲ့အရာတွေဟာ အာပြန်နဲ့စာရဲကို ဝမ်းမြောက်ကျေနပ်မှု မဖြစ်စေဘဲနဲ့ဝမ်းနေကြေကွဲမှုတွေ ဖြစ်လာစေခဲ့တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ပထမဦးဆုံးကျွန်တော်တို့သင်ခန်းစာယူဖို့ရန်အချက်ကဘယ်သောအခါမြဘုရားသခင်ရဲ့အသံကိုမကြားဘဲနဲ့မိမိရဲ့အသက်တာမှာမိမိစိတ်ကြိုက်ကြံစီသွားလာလှုပ်ဆောင်မယ်ဆိုရင်တော့ဖြစ်ရင်အခက်အခဲပြဿနာဝမ်းနဲ့ကြည်ကွဲပွေရတယ်အသက်တာမှာ တွေ့နိုင်တယ် ဒါကြောင့်မလို့ဘုရားသခင်နဲ့တိုင်ပင်ပဲပြုပါဘုရားသခင်ရဲ့အချိန်ကိုစောင့်ပါဘုရားရဲ့အသံကိုနားထောင်ပါထိုကဲ့သို့ဘုရားသခင်ရဲ့အချိန်ကိုစောင့်ပြီးတော့ဘုရားသခင်နဲ့တိုင်ပင်ပဲပြုပြီးတော့ဘုရားသခင်နဲ့သွာလာမယ်ဆိုရင် အသက်တာမှာကြွယ်ဝပြည့်စုံတဲ့ကောင်းကြီးမင်္ဂလာကိုရရှိခံစားဖို့ရန် အကြောင်းပဲဖြစ်တယ်ဟာဂရာဟာမိမိသခင်မှာ စာရဲရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုကို မခံနိုင်တဲ့အဆုံးသူဟာထွက်ပြေးသွားတယ်ဆိုတာကိုတွေ့ရထာဝရဘုရားဤကောင်းကင်တမန်သည် ရှုရမြို့သို့သွားသောဒေါ်လာ၌ရှိသောစံရည်တွင်နာမှာဟာဂရကို တွေ့လင်စာရဲကျွန်မဟာဂရအဘေကလာသည်နီအဘေအရသူသွားမီနီဟုမေးသောကျွန်မသည်တခင်မစာရဲထံမှပြေးလာပါ၏ဟုဆို၏သာဝရဖျားဤကောင်းကင်တမန်ကလည်းသင်ဤတခင်မထံသို့ပြန်၍ သူဤအုပ်စိုးခြင်းကိုခံလို့ဟု အမိန့်တော်ရှိ၏တဖန်ထာဝရဖျားဤကောင်းကင်တမန်ကသင်ဤအမျိုးအနွယ်ကို မရည်တွက်နိုင်အောင်ငါအလွန်အများပြားစီမိဟု၍၎င်းသင်သည်ကိုဝင်ဆောင်သည်ဖြစ်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုဣရှိမေလအမိဖြစ်မဲ့ရမည်အကြောင်းမူကားထာဝရဖျားသည်သင်ဤဒုက္ခဆင်းရဲကိုကြားသိတော်မူပြီသူသည်လူရန်ဖြစ်လိမ့်မည်လူအပေါင်းတို့ကိုရံပဲ့ပြုလိမ့်မည် သူ့ကိုလည်းလူ အပေါင်းတို့သည်ရံပဲ့ပြုကြလိမ့်မည်မိမိညီကိုအပေါင်းတို့၏အပား၌နေရလိမ့်မည်ဟု၍မွတ်ဆိုလေ၏ထို့သောမက်ဆိုတော်မူသောထာဝရဖျားကိုအတောအီလျောဟုသောအမိဖြစ်ခေါ်ပေါ်၍ငါကိုမြင်တော်မူသောသူကိုဤအရ၌ပင်ငါဖူးမြင်ရပြီတကားဟု ဟာဂရဆိုလေ၏အခန်းကြီး16ရဲ့ဒုတိယပိုင်းမှာတော့ဟာဂရကထွက်ပြေးသွားတယ် အဲ့ဒီထွက်ပြေးတဲ့ဟာကိုကောင်းကင်တမန်ကမြင်တဲ့အခါမှာတဲ့ဟာကရကိုပြန်ပြီးတော့ပြောတယ်မင်းရဲ့သခင်ထံကိုပြန်သွားပါအဲ့ဒီမှာပဲနေပါမင်းရဲ့ဆင်းရဲဒုက္ခတွေခက်ခဲမှုတွေကိုငါမြင်နေဒါကြောင့်မလို့ဒီသားယောက်ျားမွေးလာခဲ့ရင်ဣရှမေလလို့အမိပေးပါအတိတ်ပဲကတော့မင်းရဲ့ဆင်းရဲဒုက္ခတွေကို ငာမြင်နေဆိုတဲ့အတိတ်ပဲပဲကပ္ပဦးချက်အခန်းကြီး16ကဒုတိယပိုင်းကကျွန်တော်တို့ကိုပါဖို့ပြထားတယ်လဲဆိုတော့ဖယားသခင်သည်နှိမ့်ဆက်ညင်မှန်ခံရသောသူအနိုင်ခံရသောသူကဲ့ရဲ့ညင်စေခြင်းခံရသောသူ တို့ဤဖယားဖြစ်တယ်စင်ရဲ့ဒုက္ခရောက်သောသူတို့ဤဖယားဖြစ်တယ်အန္တရာယ်နှစ်တွေ့ကြုံပြီးတော့เนาะ အကူအညီအမအစလိုအပ်နေသောသူတို့ဤဖရာဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့တွေ့ရတယ်။ဘုရားသခင်ဒီဟာဂရကိုတနာချင်းဂယုနာတက်လက်သားယောက်ျားမွေးဖွားဖို့အချိန်အထိကြည့်ရှုစေကိုလည်းဣရှမေလလို့အမိပေးခိုင်းတယ်။အတိတ်ပေကတော့သင်ဤဆင်းရဲဒုက္ခကိုသာဝရဖရာကြာတိတော်မူပြီ။ဒီနေ့ကျွန်တော်ညီမတို့ရဲ့အသက်တာမှာနော် အခက်အခဲတွေဝမ်းနဲ့ကြည်ကွဲပွေရတယ်ဆင်းရဲဒုက္ခတွေတွေ့တယ်ရင်ဆိုင်နေရတယ်ဆိုရင်ဘုရားသခင်သည် ကျွန်တော်ကျမတို့ဘက်မှာရှိနေတယ်ကျွန်တော်ကျမတို့ရဲ့အတန်ကိုကြားတယ်ကျွန်တော်ကျမတို့ရဲ့ဆင်းရဲဒုက္ခကို တွေ့မြင်တယ်ဘုရားသခင်သည်နှိပ်စက်ညှဉ်းပန်းခံရသောသူအနှိမ်ခံရသောသူဆင်းရဲဒုက္ခခံရသောသူတို့ရဲ့ဖျားဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းပဲ ဒီနေ့ကျွန်တော်ကျမတို့ရဲ့အသက်တာမှာသိမြင်နားလည်ပြီးတဲ့အခါမှာအမှုအရာခတ်သိမ်းကိုဘုရားသခင်နဲ့တိုင်ပင်မဲ့ပြုလျက်အသက်တာကိုရှောက်လန်းအသက်ရှင်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းပါတယ်မြစ်တာရောရှင်အဖဘုရားသခင်ကိုရောဒီအနှိမ်ခံရသောသူနှိမ့်ဆက်ညှဉ်းပန်းခြင်းခံရသောသူစင်ရဒုက္ခခံရသောသူ တို့ဤဖျားဖြစ်ပါ၏ ကိုရော့ကိုခိုလုံပါ၏မိသည့်အမှုအရာကိုမြတ်မိမိဤသဘောဆန္ဒအတိုင်းဆောင်ရွက်မှုမပြုဘဲနဲ့ဘုရားသခင်ရဲ့အတန်တော်ဘုရားသခင်ရဲ့အကြံအစီတော်ကိုနားထောင်လိုက်ခံလိုက်ရှောက်အသက်ရှင်နိုင်မှုကျွန်တော်တို့ကိုတုန်သင်ပါမိအကြောင်းယေရှုဖခင်ဤမြတ်သောနာမ၌ဆက်ကပ်ဆုတောင်းကြပါသည်ဖခင်အာမင်ဆုတောင်းကြပါစို့ ཁས ཁས ကရရှင်ဂျေဇုတော်ကြောင့်သာသမီတို့ကိုစွတောင်းရနေ့ရက်များတွေကိုပြင်ဆင်ပေးသည့်အတွက်ကရရှင်ဂျေဇုတော်ကိုချီးမွမ်းပါတယ်။ရှေးဦးစွာသာသမီတို့ရဲ့အပြစ်များကို ကိုရဖျားရှိတော်မောင်မှဝန်ချတောင်းမွမ်းပါတယ်။သာသမီတို့ရဲ့အပြစ်များကို ကိုရဖျားဖြေလွတ်ပေးသနာတော်မူပါ။သာသမီတို့ရဲ့စွတောင်းတောင်းကိုလည်းဂရင်းနာတော်နဲ့နားကြောင်းပေးသနာတော်မူပါပါ။ဖာဖျားရှင်အထူးစွတောင်းလို့ဒီမှာသာသမီတို့ရဲ့မြန်မာနိုင်ငံတော်ကြီးအတွက်ဖြစ်ပါတယ်။ ဒါရမီရူရဲ့မြန်မာနိုင်ငံတော်ကြီးတီယခုအခါမှာအဖက်ဖက်ကနေကြဆင်းလျက်ရှိပါတယ်တိုင်းတူပြည်သားအများတို့ဒီလဲအော်ဟစ်လျက်ရှိပါတယ်ငိုကြွေးလျက်ရှိပါတယ်ညီတန်းလျက်ရှိပါတယ်ဆူတောင်းလျက်ရှိနေကြပါတယ်ကိုရောတိုင်းတူပြည်သားများတို့ရဲ့ ဆူတောင်းတများငိုကြွေးတများကိုဂူနာတက်တော်မူခြင်းအားဖြင့်ပြည်သူများလူလားတောင်းတလျက်ရှိတဲ့အေချမ်းတင်ငိမ့်စွာနေထိုင်နိုင်ဖို့ကိုကိုရောဖျားပြင်ဆင်ပေးတနာတော်မူပါပါ။ဘုဖျားရှင်ယခုအခါမှာစစ်မှတ်ဖြစ်ပွားပြီးတော့မှ ထွက်ပြေးသိမ်းရှောင်နေရတဲ့ဒါရမီများအတွက်အဆုတောင်းလိုပါတယ်ကိုရောသူတို့ရှိနေတဲ့နေရာမှာ ကိုရောဖျားဝါလန်စွာကျွေးမွေးပေးသနာရမှုပါနှွေးထွေးလုံးချုံစွာအားဖြင့်နေထိုင်နိုင်ရတဲ့အခွင့်ကိုပေးသနာရမှုပါသူတို့ရှိတဲ့နေရာမှာအလူရှင်များရောက်ရှိစေဖို့အလို့ငါအလူရှင်များကို ကိုရောဖျားစေလွတ်ပေးသနာရမှုပါဗာသူတို့ရှိတဲ့နေရာမှာလည်းကုဆက်ယောဂတွေ ဖြားနာမှုများကင်းဝေးရတဲ့အခွင့်ကိုလည်းကိုရောပြင်ဆင်ပြီးတနာတော်မူပါယခုအခါမှာနေအိမ်များဖြည့်ဆည်းခံနေရတဲ့သာဓမီများတွေကိုလည်းကိုရောဖြားသူတို့အတွက် နေအိမ်များကိုပြင်ဆင်ပြီးတနာတော်မူပါဘာဟိုဖဖြားရှင်ယခုအခါမှာအလုလက်မဲ့တွေဖြစ်နေတဲ့သာဓမီတွေများစွာရှိပါတယ်ကိုရောသူတို့ကိုလည်းအဲ အလုတ်ကိုင်းများကိုကိုရောဖျားပြင်ဆင်ပြီးတနာတော်မူပါ။အိုဖဖျားရှင်ယခုခါမှာအမတရားဖန်ဆီးထုံအောင်ခြင်းကိုခံနေရတဲ့တာသမီများဆိုရလဲရှိပါတယ်။ထိုသူများအတွက်လည်းဆွတောင်းလိုပါတယ်ကိုရောသူတို့ဒီလဲအအမြန်ဆုံးလွတ်မြောက်ရတဲ့အခွင့်ကိုပေးတနာတော်မူပါ အမှန်တရားကိုစီရင်နိုင်ရတဲ့အခွင့်ကိုလည်းကိုရောပြပြင်ဆင်ပေးသနာတော်မူပါနှိမ့်ဆက်ညပန်းချင်းမခံရစေဖို့အလို့ငါလည်းမဆပေးသနာတော်မူပါဘာဘူးဆွေတော်ကရောက်နေကြတဲ့သူရမိသားစုများကိုလည်းကိုရောနှစ်သိမ့်ခြင်းကိုပေးသနာတော်မူပါဘာအိုးဖာဖျာရှင်တာမီရူရဲ့တန်ပြည်ကြီးအီချန်တာယာဖို့လို့ငါအဖက်ဖက်ကနေပါဝင် ဆောင်ရွက်နေကြတဲ့တာသမီတယောက်စီတိုင်းကိုလည်းကိုရောဖျားကောင်းကြီးချပေးတနာရမှုပါဉာဏ်ပညာကိုလည်းပေးတနာရမှုပါခွန်အားများကိုလည်းပေးတနာရမှုပါစီလုံးညီညွတ်ရတဲ့အခွင့်ကိုလည်းပေးတနာရမှုပါအဆုံးထိတိုင်းအောင်စိတ်သက်ဒီမချပဲနဲ့အောင်မြင်သည့်အထိကျူးစားသွားနိုင်ကြတဲ့တာသမီများဖြစ်စေဖို့အလို့ငါမဆပေးတနာရမှုပါပါဦးဖျားရှင်ဆက်လက်ပြီးရောမှာ နေအိမ်မှာအဲနှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့တာသမီများအတွက်လဲဆူတောင်းလိုပါတယ်သူတို့ဒီလဲအမြန်ဆုံးလွတ်မြောက်ရတဲ့အခွင့်ကိုကိုတော်ပြင်ဆင်ပြီးတနာတော်မူပါပါဟုတ်ပါဖြာရှင်စာတင်နေတဲ့ကလေးသူငယ်များအတွက်လဲဆူတောင်းလိုပါတယ်စာမတင်ရတဲ့ကလေးများဆိုလဲရှိပါတယ်ကိုတော့ထိုကလေးသူငယ်များတွေကို စာတင်ကြားနိုင်ဖို့အလို့ငါ ကိုရောဖြားနီလန်ပေါင်းများစွာကိုကိုရောပြင်ဆင်ပေးတနာတော်မူပါလို့အလဲရှိရဆရာဆရာမောများတွေကိုလည်းကိုရောဆေလွတ်ပေးတနာတော်မူပါအဲကလေးများတို့ဒီဒန်းတို့အခွင့်ရရလျက် ပညာများကိုကောင်းမွန်စွာစစ်ပူးနိုင်ရတဲ့အခွင့်အများပေးသနာတော်မူပါဉာဏ်ပညာတွေထမရရတဲ့အခွင့်ကိုလည်းပေးသနာတော်မူပါလိမ္မာရေးချားရှိတဲ့ကလေးသူငယ်များတွေဖြစ်စေဖို့အလို့ငါမဆပေးသနာတော်မူပါငယ်ရွယ်တိအချိန်မှစ၍ကိုရောကိုအာကိုတတ်တဲ့ကလေးသူငယ်များဖြစ်စေဖို့အလို့ငါလည်းတင်တွန်တင်ပေးသနာတော်မူပါဘာဟုတ်ဖျားရှင်ယခုအခါမှာ အနာကကိုပြောင်းလက်ရှိနေတဲ့သားသမီးတွေများဆိုရှိပါတယ်ကိုတော့သူတို့ရဲ့စိတ်ဓာတ်များကိုကိုတော့ကုသပေးတနာတော်မူခြင်းအဖြစ်အဲ အကောင်းပတိကတိတိုင်းကြံလေ၍ရရှိစေဖို့အလို့ငါမဆပေးတနာတော်မူပါပျော်ရှင်စွာနိလများတွေကိုလည်းကိုရောဖျားပြင်ဆင်ပေးတနာတော်မူခြင်းအဖြစ် သူတို့ရဲ့အနာဂတ်တွေကိုအကောင်းဆုံးပုံဖော်လာနိုင်ဖို့အလို့ငါမဆပေးတနာတော်မူပါပါဟောဖဖျားရှင်ဆက်လက်ပြီးတော့မှလည်းတာသမီတို့ယုံကြည်သူ တယောက်စီတိုင်းအတွက်လဲဆူတောင်းလိုပါတယ်ကိုတော့ယုံကြည်သူသာသမီများတို့သည်ဤကဲ့သို့အခက်အခဲဒုက္ခမျိုးစုံနဲ့အဲကြုံတွေ့ရတဲ့အခါမှာကိုရောဖျားကိုတိုး၍ကူးစားနိုင်ကြတဲ့သူများဖြစ်စေဖို့အလို့ငါမဆပ်ပြီးတနာရမှုပါပါ ဟိုဖဖျားရှင်အောင်မြင်သည့်အထစ်အဲဇွဲလုံးလောက်မလျှော့ဘဲတဲ့ကိုရောဖျားထမဆူတောင်းအားကြီးနိုင်ကြတဲ့ယုံကြည်သူများဖြစ်စေဖို့အလုံးကမဆော့ပေးတနာရမှုပါဗါကိုရောဖျားအသက်ရှင်ဆွေးလို့ရက်အသက်တာအတိုင်းအသက်ရှင်နိုင်ဖို့အလုံးကလည်းမဆော့ပေးတနာရမှုပါဒီကေရူရောအခက်အခဲများကြီးဈာထဲကနေကိုရောဖျားရဲ့ကောင်းမြတ်ခြင်း ဧဝံဂေလိသတင်းတရားများကိုလည်းကျေးဖြတ်နိုင်တဲ့ယုံကြည်သူသားသမီးများဖြစ်စေဖို့အလို့ငါလည်းကိုရောပြမဆပေးသနာတော်မူပါသားသမီးတို့ရဲ့သွားချင်းလာချင်း အလောက်ခံခြင်းအပေါ်မှာ ကိုရောဖျားအတူပါရှိရတော်မူခြင်းအဖြစ်မိရိဘေးအန်ဒီရမမတွေ့မကြုံပဲနဲ့မိမိတို့ရဲ့လုပ်ငန်းဆောင်တာများကိုလှုပ်ဆောင်နိုင်ရတဲ့အခွင့်ကိုကိုရောဖျားပြင်ဆင်ပေးတနာတော်မှာမိကြောင်းတပါးရောကက်တမရှင်ယေရှုခရစ်တော်၏မြတ်တော်မိနာမကိုအမိပြုလက်အလွန်ယိုတေဆာအဖြစ်ဆုတောင်းပါတယ်အဖဖျားအာမင်ပထနာတော်ကြီးကိုတူတူကယေရှုဆုတောင်းကြပါစို့ ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖာကိုတော်၏နာမတော်အားယူတည်လေးမြတ်ခြင်းရှိပါစေသော နိုင်ငံတော်တည်ထောင်ပါစေသော အလိုတော်ပြည့်စုံခြင်းများသည်ကောင်းကင်ဘုံ၌ကဲ့သို့မြေကြီးပေါ်မှပြည့်စုံပါစေသောအသက်မွေးလောက်သော အစာကိုကျွန်ုပ်တို့အားနေ့ရက်အစဉ်တိုင်းပီတနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမန်းသောအပြစ်များကိုကျွန်ုပ်တို့သည်ဖြေလွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုဖြေလွတ်တော်မူပါ အပြစ်သွေးဆောင်ရသူမလိုက်မပါစေပဲမကောင်းသော အမှုရာမှလည်းကယ်နှုတ်တော်မူပါအစူးပိုင်သော ခွင့်နှင့်ဘုံတကူအာနုဘောရောသည်ကဘာအဆက်ဆက်ကိုရော၌ရှိပါ၏အာမင်လူတို့ကြံစည်မမိနိုင်သောဘုရားသခင်၏ညီသက်ချင်းကြီးစုတော်သည်ပရိသတ်တို့၏စိတ်နှလုံးထဲ၌ဘုရားသခင်နှင့်သားတော်သခင်ယေရှုခရစ်အားတည်ကျွမ်းခြင်းနှင့်ချစ်ကြည်မြတ်နိုးခြင်းကိုကွဲကွာဆောက်ရှောက်တော်မူပါစေသော အနန္တကုရှင်ထာဝရဘုရား ဖြစ်တော်မူသော ခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဤကျွယ်ဝပြည့်စုံသော ကောင်းကြီးမင်္ဂလာ စုကြည်စုတို့သည်ယနေ့ဝိပုက္ကွယ်ခြင်းမှာပါဝင်လျက်ရှိသောသာသမီများအားလုံးအပေါ်၌တော်၎င်းစိမဲ့ပေတံကြောင့်ထွက်ပြေးတိတ်ဆောင်ရနေထိုင်နေရသောအတိတ်ဒုက္ခရောက်လျက်ရှိသောသာသမီများအားလုံးအပေါ်၌တော်၎င်းအကျွန်ုပ်တို့မြန်မာနိုင်ငံတော်ကြီးအပေါ်၌တော်၎င်း ယခုမှစကာလအစဉ်တည့်ရောက်တည်ရှိစေတည်းအာမင်